ဆချင်းနေတော့ကြာပြီးတွဲနေတာဘာဖြစ်တယ်ညာဖြစ်တဲ့အယောက်ျားလေးကတော့ဒီလောက်ထိတွဲနေတာဒါမယူသေးရတမိုးမထားလို့စသည်ဖြစ်ပေါ်တာမျိုးစုံတော့ပြောကြမှာပဲလေဒါပေမဲ့ကိုရီနှစ်ယောက်ကြောင်းကိုရီပဲသိတာပဲလေနော်အဲ့လိုမျိုးပြောနေလို့လည်းဒါကိုကျွန်တော်တို့လိုက်ခံစားနေလို့ဟိုမထူးလာဘူးလေနောက်တစ်ခုကအဲ့ပြောတဲ့သူတွေရတယ်ဒီနှစ်ယောက်ရဲ့ဘဝရှိရတဲ့ဘာမှလည်းလာပြီးထောက်ကူပြုပေးတာလည်းမဟုတ်တလို့အာသူတို့ကတော့သူတို့ပါဇက်တွေရှိတာပဲသူတို့ပြောလိုက်တာပဲရှိကောင်းရှိမှာပဲလေဆိုတော့ကျွန်တော်တို့ကအဲ့ဒါကြီးလည်းလိုက်ပြီးတော့ ခေါင်းထဲထည့်မနေဘဲနဲ့ကျွန်တော်တို့နှစ်ယောက်ကိုဘဝဖြတ်သန်းမှုအတွက်ကိုပဲကျွန်တော်ဦးစားပေးပြီးတော့ဒါစဉ်းစားဆုံးဖြတ်ခဲ့ရတာရှိတာပေါ့ဆိုတော့အဲဒီလုပ်ငန်းလေးလုပ်ဖြစ်တဲ့ရွယ်ချက်ကလည်းအဲ့လိုပေါ့လေကျွန်တော်ခုနကပြောလိုပဲဒီဟာအတွက်ကိုကျွန်တော်ရဲ့အလာခက်အတွက်ပေါ့ဒါနောက်ထပ်အခြေခံတစ်ခုအစာပြုခြင်းပါပဲဟုတ်ကဲ့ကိုယ့်ရဲ့ကုလားပေါ့ကိုယ့်ရဲ့ကုလားပေါ့မဟုတ်ကိုယ့်ကုလားကဝါရွေးနေစောင်းလို့ရတယ်ပါဟုတ်ပြင်လာပါဒီနေ့ကျိုးပြီးပါ လိုလေးလုပ်ငန်းခုဖြစ်လာတဲ့အကြောင်းဒါဘယ်လိုမျိုးဘယ်လိုမျိုးလေး step by step ထိုးစီဒီလိုမျိုးဆက်တောင်းဖို့ဖြစ်လာတာဟုတ်အခုကျွန်တော်တို့ဒီနေ့ကတော့ဒါရွှေငွေအင်ချမ်းမြေဝန်ဆောင်မှုလုပ်ငန်းနဲ့ကျွန်တော်တို့မီးရန် for travel and tour လုပ်ငန်းပေါ့နော်ဒီလုပ်ငန်းနှစ်ခုကိုကျွန်တော်ကဒါ share ဝင်တဲ့သဘောပေါ့လေ share ဝင်တဲ့သဘောအနေနဲ့ကျွန်တော်ကဒီရှိပြီးသားတကယ်တော့သူတို့ဒီလုပ်ငန်းကကျွန်တော်တို့လုပ်ခဲ့တဲ့တစ်နှစ်ကျော်လောက်တည်းကသူစ run နေပြီပေါ့နော်ကျွန်တော်လည်းအခုမှဒါစကားဆက်ဆက်နေတယ်မှာကျွန်တော် share ဝင်မှုဖြစ်လာတဲ့အခါကျတော့ဒါ ဒီနေ့ကတော့ကျွန်တော်တို့ကဖွင့်ပွဲလို့သုံးလိုက်မယ်တကယ်တော့ဖွင့်ပွဲတော့မဟုတ်ပါလေအဓိကတော့ကျွန်တော်မိတ်ဆက်ပွဲသဘောမျိုးနေတယ်ဒါအချင်းယုံနေကျွန်တော်လုပ်တဲ့ပွဲလေးပါခင်ဗျာဟုတ်ပြီးတော့ဘာကြောင့်လို့ share ဝင်ဖြစ်တာလဲဆိုတော့လေကျွန်တော်တို့အမှုပညာလုပ်ငန်းကဥပဒေပြောရရင်လက်ရှိမှာကအရန်ကြီးဟိုတိတ်ပြီးတော့ဟိုမရရတာပေါ့နော်ဒါကလည်းကျွန်တော်မရရတာလည်းဖြစ်ရှင်လည်းဖြစ်မှာပေါ့လေဆိုတော့ကျွန်တော်အနေနဲ့ကျတော့တိတ်ပြီးတော့ အော်ရေကြီးတွေနည်းလာတဲ့အခါကျတော့ကျွန်တော်တို့ရဲ့အနာဂတ်အတွက်အခုဆိုရင်ကျွန်တော်လည်းဒါအပြည့်ပြည့်နဲ့လေးထိပ်စီတော့ရောက်ခံပြီးပြီပေါ့ဆိုတော့ကျွန်တော်ရဲ့ကြံရှိနေတဲ့အနာဂတ်အတွက်ကိုကျွန်တော်တို့ကစီးပွားရေးတစ်ခုလုံးဝဖြစ်မယ်ဆိုတဲ့ခေါင်းစဉ်နဲ့ကျွန်တော်လည်းတခြားသောလုပ်ငန်းတွေလည်းကျွန်တော်အများကြီးစဉ်းစားသေးတယ်ဒါပေမဲ့အဲဒါလေးကအခုရေကန်အသင့်ကြာအသင့်လို့လည်းဖြစ်သွားတာပေါ့လေကျွန်တော်အခုမှဒီလုပ်ငန်းကိုလည်းစပြီးမြေဆန်းပြန်ပြုတ်လုပ်တာလည်းမဟုတ်ဘူးတို့လုပ်ငန်းတွေတစ်နှစ်လောက်တည်းလုပ်ထားပြီးသားလုပ်ငန်းကိုကျွန်တော်အနောက်ကနေ follow လေးလိုက်ပြီးတော့ကျွန်တော်လုံယုံမဲဆိုတဲ့အခါကျတော့ကျွန်တော်တို့လည်းပို့ပြီးတော့အဆင်ပြေမှာဆိုတော့ကျွန်တော်ဒီမှာလာပြီးတော့ရှင်းအောင်ဖြစ်တာပါအဲကျွန်တော်စားလုံးမယ်ဆိုတဲ့အချိန်တော့ကတော့ဟိုသူ့တော့ဘာမှမပြောရသေးဘူးပေါ့လေဘာလို့ဆိုတော့ဒီဘက်ကတကယ်လို့အမလုတ်ဖြစ်ခဲ့ဘူးဆိုလို့ရှိရင်ကျွန်တော်စကားလည်းအဖတ်တင်ပါဆိုလို့ဆိုတော့မပြောခဲ့ဘူးဒါပေမဲ့ဒီဘက်ကလည်းကျွန်တော်ပြောတဲ့အချက်လက်တွေနဲ့သူတို့ရဲ့ပြောတဲ့အချက်လက်တွေနဲ့ကျွန်တော်ညှိနှိုင်းတဲ့အချက်လက်တွေပေါ်မှာအဆင်ပြေသွားတဲ့အခါကျတော့ဥမာဒါသူ့ကိုကျွန်တော်ပြောပြတော့သူလည်းဒါဟိုဘယ်လိုပြောမလဲဝမ်းသာတယ်ပေါ့လေဝမ်းသာတယ်ဆိုတာကဟို ျွန်တော်တို့ခုနကပြောသလိုပေါ့ဒီအနုပညာအလုပ်တစ်ခုနေကျွန်တော်တို့ဘဝကြီးရက်တီပေါ့ဆက်ပြီးပေါ့လေဆိုတဲ့အခါကျတော့ဒါသူ့ preparation မှာသူလည်းဒါကိုလက်ခံတယ်အဲလိုအပ်ရင်လည်းသူကနောက်ကနေပြီးတော့သူ sporting လုပ်ပေးဖို့အများတဲ့အဆင်မရှိပါတယ်လို့သူလည်းပြောပါတယ်ကောင်းတာလေးတွေတက်နိုင်သလောက်ပေါ့နော်ကိုတီးသလောက်လေးတွေကောင်းတာလေးတော့ဟိုအကြံဉာဏ်ပေးတယ်ပေါ့နော်ရက်ပတ်ကောင်း မင်္ဂလာသတင်းကတော့ကျွန်တော်တို့ကလွန်ခဲ့တဲ့နှစ်နှစ်သုံးနှစ်လောက်ကလေးကဒါကျွန်တော်တို့ကစီစဉ်ထားတာတွေရှိတာပေါ့နော်ဒါပေမဲ့အကြောင်းအကြောင်းကြောင့်လေးတွေနဲ့အာပြီးတော့အဓိကတော့ငွေကြေးပိုင်းပေါ့လေဥပမာပြောရင်တော့ဒါငွေကြေးပေါ့ကျွန်တော်တို့လိုအပ်တဲ့ဟိုငွေကြေးပမာဏလေးတစ်ခုမရောက်သေးတဲ့ခါကျတော့ကျွန်တော်တို့ကခြိုံချတုံလေးဖြစ်နေခဲ့ရတဲ့အချိန်လေးရှိတာပေါ့နော်ဆိုတော့အဲ့လိုကနေမှကဲဒီနှစ်ကတော့ကျွန်တော်တို့ဘိုးဝင်လင်းပြောရရင်ကျွန်တော်တို့နှစ်ယောက်စလုံးကလည်းကိုးကနန်းဆိုရင်ကျွန်တော်သဘောကျကြတယ်။ဒါသဘောကျကြတယ်ဆိုတာကအခုကျွန်တော်နှစ်ယောက်ရဲ့ အဲသမီးစားစဖြစ်တာကဒါကိုရက်ကိုလ2000ခွန်2000ပေါ့နော်2000ခွန်ပေါင်းလိုက်ရင်ကိုပဲပေါ့ဆိုတော့အခုအဲ့ဒီ2000ခွန်ကနေအခု2025အထိဆိုရင်ဒါအားလုံးပေါင်း16နှစ်ပေါ့နော်16နှစ်ပေါင်းလိုက်ရင်လည်းဒါတို့ချာနေအဲကိုပဲပြီးတော့နောက်တစ်ခုက2025ဆိုတော့ပေါင်းလိုက်ရင်လည်းကိုပဲပေါ့နော်ဆိုတော့ဒါကိုကနန်းလေးတွေတိုက်ဆိုင်နေတဲ့နှစ်လည်းဖြစ်တဲ့ခါကျတော့အဲဒီနှစ်ကတော့ ကျွန်တော်မဖြစ်မနေဘူးဒါကျွန်တော်မင်္ဂလာကိစ္စလေးတွေရအောင်ကောင်းထည့်ဖော်မယ်ဆိုပြီးတော့အာစိတ်ကူးလေးကလွန်ခဲ့တဲ့နှစ်နှစ်လောက်ကလေးကဒါနောက်ဆုံး target ပေါ့လေဒီ2015တော့ငါမဖြစ်မနေမင်္ဂလာကိစ္စတော့ငါတို့နေ့ရောက်မဖြစ်မနေဘူးကောင်းထည့်ဖော်ကြတော့မယ်ဆိုရယ် target လေးကိုကျွန်တော်ထားခဲ့တာပေါ့နော်ဆိုတော့အဲကံကောင်းခြင်းတော့လေဒါလိုမျိုးထားတဲ့ရွယ်ချက်ရှိနေတဲ့အချိန်မှာပဲဒီလုပ်ငန်းနဲ့ပတ်သက်ပြီးတော့ဒါလုပ်ဖို့ဖြစ်လာတဲ့အခါကျတော့ဒီနေ့ကတော့ဒါကျွန်တော်တို့ကံကောင်းခြင်းများစွာသဘောတကောပေါ့နော်ဟိုမှာအလိုပဲပြောမှာပေါ့ ကဲမမတော့ရဲကျင်တဲ့နေမှာပဲဒီနေ့နေမှာเนาะကိုရန်ဟိုနှစ်အချိန်တော့လည်းအားရမင်္ဂလာပွဲလေးပြုရောက်တော့မှာဆိုဟုတ်ကဲ့ဝမ်းသာပါတယ်ကျွန်တော်ဝမ်းရှိရှိဒီနှစ်ပေါင်း18နှစ်ဆိုတာတော်တော်များများကဆိုရင်ဒီပေါ့18ရက်နေ့ကြထိန်းသိမ်းအောင်ဆိုတာမလိုဘူးလေဒါမှလည်းနေ့ညမလေးဆိုတာမမတော့အကုန်လုံးလည်းသာတိကြတယ်အခုပြောခဲ့ရလေရှိတယ်ပေါ့เนาะဒီဒီ18နှစ်ကြာအောင်ဒီ70နေနေတဲ့ဟာတစ်ယောက်ကဘာလို့လဲတော့ခိုင်နေနေရလဲဒီကတော့တစ္ဆာရှိရပါတော့အမအဖို့တစ္ဆာရှိရ ဒီကတော့ဒီသမီးစားသမာဝါဆိုတာဟိုဘယ်လိုပြောမလဲအာနေချက်အာတာချက်တွေရှိရလေကောင်းတာဆိုတာတွေလောကဒဏ်အတက်ကြတွေအများကြီးရင်ဆိုင်ရတယ်တီးခန့်ရတယ်ဒါတွေတော်တော်လေးဟိုတီးခန့်နိုင်တစ္ဆာရှိနိုင်မှရတာ哦အဲ့လိုဟိုသူလည်းဟိုဟိုအမဘမတစ္ဆာရှိတယ်ဟိုဟိုကိုမကြိုက်တဲ့အချက်ရလေးကြာရင်တော့ဟိုဟိုညှိနိုင်ရတာပဲပေါ့နော်အဲ့တော့လူတွေကလည်း session နဲ့ဆိုတော့အာတခုပြောလိုက်ပြီဆိုတော့အာမျိုးစုံတော့ပြောကြမှာပါပဲ အာကျွန်တော်တို့ကတော့ဒါတွေကတော့မမှုတော့ပါဘူးသိတယ်မလားဆက်ချင်းနေတော့ကြာပြီးတွဲနေတာဘာဖြစ်တယ်ညာဖြစ်တယ်အာယောက်ျားလေးကတော့ဒီလောက်ထိတွဲနေတာဒါမယူသေးတာတံမိုးမထားလို့စသည်ဖြင့်ပေါ့ဒါမျိုးစုံတော့ပြောကြမှာပဲဒါပေမဲ့ကိုရီနှစ်ယောက်ကြောင်းကိုရီပဲသိတာပဲနော်အဲ့လိုမျိုးပြောနေလို့လည်းဒါကိုကျွန်တော်လိုက်ခံစားနေလို့ဟိုမထူးလာဘူးလေနောက်တစ်ခုကအဲ့ပြောတဲ့သူတွေကလည်းဒီနှစ်ယောက်ရဲ့ဘဝရှိရတဲ့ဘာမှလည်းလာပြီးထောက်ပြပြုပေးတာလည်းမဟုတ်တလို့အာသူတို့ကတော့သူတို့ပါဇက်တွေရှိတာပဲသူတို့ပြောလိုက်တာပဲရှိကောင်းရှိမှာပဲလေဆိုတော့ကျွန်တော်တို့ကအဲ့ဒါကြီးလည်းလိုက်ပြီးတော့ ခေါင်းထဲထည့်မနေဘဲနဲ့ကျွန်တော်နှစ်ယောက်ကိုဘဝဖြတ်သန်းမှုအတွက်ကိုပဲကျွန်တော်ဦးစားပေးပြီးတော့ဒါစဉ်းစားဆုံးဖြတ်ခဲ့ရတာရှိတာပေါ့ဆိုတော့အဲဒီလုပ်ငန်းလေးလုပ်ဖြစ်တဲ့ရွယ်ချက်ကလည်းအဲ့လိုပေါ့လေကျွန်တော်ခုနကပြောသလိုပဲဒီဟာအတွက်ကိုကျွန်တော်ရဲ့အနာဂတ်အတွက်ကိုဒါနောက်ထပ်ခြေကန်းတစ်ခုအစာပြုခြင်းပါပဲဟုတ်ကဲ့ကိုရဲ့ကိုလာပါတော့ကိုရကူလာမမမကိုရကူလာဒီဝါရွေးနေစောင်းနေရတယ် အာလာတော့မှပဲ surprise လုပ်မယ်လေကြိုပြောရင်ပေါ့သွားမှာပေါ့နော်။ဒီအရဆိုရက်ကတော့ဒါဟိုမျောမှန်းထားတဲ့ရက်တော့ယူရယူရပြီးပြီပေါ့လေ။ဒါပေမဲ့အဲယူရတဲ့ရက်နဲ့ကိုလိုချင်တဲ့နေရာအ ਨੇ ကကိုက်ယူအောင်ပါ哦။ဆိုတော့နေရာလေးရှာနေရယ်။နေရာလေးရှာနေရယ်မတွေ့သေးဘူးပေါ့လေ။ကျွန်တော်ကတော့ခုနပြောသူပေါ့။ဟိုဘယ်လိုပြောမလဲ။ဟိုတယ်ကြီးတွေမှာတကယ်ဟွာကြီးတွေမှာအဲ့လိုမျိုးကြီးလဲကျွန်တော်တို့လည်းဟိုမဆောင်နိုင်ဘူးလေ။ဒါပုံမှန်လင်းပြောတော့မဆောင်နိုင်ဆိုတာကအဲ့ဒီမှာကျွန်တော်တို့တုံးလိုက်ပြီးတော့ကျန်တာကျွန်တော်က ဲ့မှာပတ်စံတွေကုန်ကြသွားပြီးတော့ကျန်တဲ့နေရာမှာကျွန်တော်တို့ဈေးပွဲလုံးလို့အလုံးမဖြစ်ဘူးဆိုတော့မလုံးပါနဲ့ကြည့်နော်အဲ့တော့ဟိုတင်းတင်းလျှောက်ပတ်တော့တင်းနှောင်းတင်းတယ်လေးနဲ့တင်းတင်းလျှောက်ပတ်တော့အင်းကြီးရတော့နေရာမျိုးလေးကိုအခုကျွန်တော်တို့ရှားနေပါတယ်အဲတကယ်လို့အဲရပြီဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒါ surprise လုပ်ပါမယ်ကြိုးမပြောသေးပါဘူးနော်ငွေကြေးတွေက sponsor ပေးမယ်လို့ပြောနေတယ်ဒါမှ လကားပါလာမင်းတို့ဒီဒီလာတကယ်ပြမယ်ဆိုတခါတည်းအရှိမလာပြောလာကျွန်တော်တို့လက်ထက်ကွင်ကလွန်ခဲ့တဲ့3နှစ်ကလေးကကျွန်တော်တို့တောင်းထားတာရှိတယ်အဲ့ဒါကိုလည်းကျွန်တော်တို့ဗီဒီယိုရိုက်ထားတာလည်းရှိတယ်အဲ့ဒါလည်းခုနအောင်းလင်းကိုပြောလိုက်အောင်အဲ့ဒီဗီဒီယိုကဘယ်မှမဟုတ်အောင်းလင်းပဲရိုက်ပြီးသားလားအောင်းလင်းကအဲ့အဲ့ဒီထဲမှာဇက်ဖို့ အဲကျွန်တော်လက်ထပ်ခွင့်တောင်းတဲ့ဟာကသူကဇက်ဘူပေးနေတယ်မြန်မာကားတွေမှာလေနောက်ဆုံးကျရင်ပြောရေးဆိုအဲလက်ကိုတွေထဲမှာသူပါတယ်ဒါသူ့တော့ခွင့်မမေးလဲအဲ့ဗီဒီယိုဘယ်တော့တင်ပါလဲလို့မေးအောင်ရှိပါပဲရှိရပါဘူးသူ့ရှိပါပဲရှိနေတာဗီဒီယိုကသူကြည့်ရသူစောင့်တော့ဆိုတာတည်တဲ့အချိန်ထဲမှာသူကောက်တင်ပါသူတော့တေချာမပြောရသေးဘူးအဲ့ဒါကွနာမတော့ဟိုမနိုင်ပြောရင်ဒီ တချို့ကြတော့လည်းဈေးဆက်တယ်မင်္ဂလာဆောင်တယ်ပေါ့နော်မင်္ဂလာယူကြတယ်မြန်မာနမိတ်ရအတိတ်နမိတ်ကောင်မင်္ဂလာယူရပေါ့ကိုကကြတော့လာမဲ့ဧည့်သည်တွေကိုကြည်ရတယ်အခုဆိုရင်ပူတယ်ပေါ့နော်ညာသေးဦးတို့ပူတော့အေးအေးဝဝနဲ့ညနေပိုင်းဆောင်ရအောင်ပူစိုက်တယ်လို့ပြောဆိုလာရဲသူကလည်း ဟိုမပူတော့ဘူးလေမပူတဲ့အချိန်ဆိုတော့ညနေပိုင်းအေးဆေးဆေးလာရတဲ့နေရာမျိုးအဲ့လိုမျိုးဟိုအဲ့ဒါမင်္ဂလာပွဲရောက်ရင်တခါပြန်ပူသွားလိုက်မယ်ညနေပိုင်းဆိုတော့ဟိုပလင်းလေးတွေပါလာတော့အေးအေးလဲဝရတယ်ပေါ့နော်မနက်စောကြီးဆိုအေးလဲမဝဘူးပူပူလောင်လောင်နဲ့ပြင်ဆင်လာရတယ်ပေါ့ဒါဆိုကိုကညနေပိုင်းဆောင်ရတာစိုက်တယ်ပေါ့လေအဲ့လိုပုံစံမျိုးလေးစိုက်တယ်ပေါ့ပြောတာပေါ့ကျိုးတော့မပြောသေးပါဘူးနော်လာမှပဲ surprise ပေါ့ညီနေတော့မှာ အာဘယ်လိုပြောလဲဆိုတော့ကျွန်တော်ကပြောဆိုပဲဟိုကျွန်တော်တို့ဟိုဘယ်လိုပြောမလဲကျွန်တော်ကကိုယ်ကြိုက်တဲ့သူဆိုတော့ကိုယ်ကနေကြိုက်တဲ့သူဆိုတာဒီနှစ်ကအကုန်လုံးနဲ့တိုက်ဆိုင်တဲ့နှစ်လည်းဖြစ်တဲ့ခါကြတော့အဲအဲ့ဒါကြောင့်လည်းပါမလားတော့မသိဘူးပေါ့လေဒါအခုဒီလုပ်ငန်းလုပ်ဖို့အတွက်လည်းဖြစ်လာတယ်ပြီးတော့အခုကျွန်တော်တို့ဒီလုပ်ငန်းတရှိရာချန်နံပါတ်ကလည်းကိုလမ်းနံပါတ်ကလည်းအာတော့ကလမ်းဆိုတာဒါပေါင်းချင်းကကိုပေါ့နော်ဆိုတော့အကုန်လုံးကကျွန်တော်ကိုကနေကလာပြီးတော့ ုပြုံပြီးတော့တိုက်ဆိုင်နေလဲဆိုရက်ကကျတော့ဒါတကယ်ကံကောင်းတဲ့နှစ်ပဲလို့ကျွန်တော်ထင်ပါတယ်ဗျ။အဲ့ထက်ပြီးသွားလို့ရှင်ဒီကိုကိုရဲ့လုပ်ငန်းနဲ့ပဲဒါခန်းဒီမထွက်ကြပါဘူး။ဒါဘောဒါဘောဒါပဲကျွန်တော်တို့လုပ်ငန်းနဲ့ပဲဒါထွက်ရမှာပေါ့။ကဲမင်းနိုင်ငံသွားတင်တယ်ဒါတော့ညီမလေး။စဉ်းစားစဉ်းစားထားလိုက်မယ်။ဒါကြီးရောကိုရောလား။အမလီမလုပ်ပါဘူး။အဲ့တခါလည်းမွေးမရပါဘူးမွေးရအောင်သူ့ရဲ့မွေးကလည်းမွေးမရဘူးမွေးမရဘူးသူကသူကသူ့ရဲ့ကိုဝင်ဆောင်ဘူးတော့ဒီမှာဆောင်လာပြီ နေ့ဒါရွှေငွေအင်ချမ်းမြေဝန်ဆောင်မှုလုပ်ငန်းနဲ့ကျွန်တော်တို့4 12တို့ဒါဒါလုပ်ငန်းနှစ်ခုပေါ့နော်လုပ်ငန်းနှစ်ခုရဲ့ဒါမိဆက်ပွဲလေးပွင့်ပွဲလေးမှာအခုကျွန်တော်တို့တက်ရောက်လာပြီးတဲ့ကျွန်တော်ချစ်ခင်သောကျွန်တော်တို့ရဲ့အမှုရှင်တွေမိဆွေတွေပညာရှင်တွေနောက်တခြားသောလုပ်ငန်းရှင်တွေမိဆွေတွေအပေါင်းအသင်းတွေစသဖြင့်ပေါ့အားလုံးအားလုံးအားလုံးတူတူတယောက်ချင်းမကြံတကယ်ကျေးဇူးအများကြီးတင်ပါတယ်လို့ဟိုကျွန်တော်ဘက်ကတော့တူတူတယောက်ဟိုကျွန်တော်ဘက်ကတော့တယောက်တည်းဟိုအဲ့ခံရတယ်လို့ဖြစ်သွားတဲ့အခါကျတော့အဲ့ဝမကြီးကွန်းသားတွေ လက်ခင်းတလို့ဖြစ်သွားရင်ဖြစ်တာရှိလို့ရှိရင်လည်းကျွန်တော်တို့လည်းပေးပါလည်းပေးပါလို့ညွှန်းညွှန်းလည်းတောင်းပန်ပါတယ်လို့အဲ့တော့ဟိုရှေ့ဆက်ပြီးတော့လည်းအဲကျွန်တော်တို့ရဲ့ဒီလုပ်ငန်းလေးမှာယုံကြည်စိတ်ချစွာနဲ့လာပြီးတော့လာရောက်ဆက်သွယ်မေးမြန်းအမှန်နိုင်ပါတယ်လို့ဟုတ်နေရန် for travel to ဒီ travel to မှာဆိုရင်ပြည်တွင်းပြည်ပခီးစဉ်တွေလည်းရှိရဲပေါ့နော်ရွှေငွေကြီးမှာဆိုရင်ဟိုအိမ်ချမ်းမြေရောင်းဝယ်ခါ အဲလုပ်ငန်းတွေလည်းရှိတယ်။ construction ရော decoration ပါရော decoration လည်းရှိရဲ့။လည်းရှိပါတယ်။ပြီးတော့ service ပေါ့။ဟုတ်ကျွန်တော်ဒီ service ဆောင်ရမ်းမှုရှိတယ်။စိတ်ချစိတ်ချယုံကြည်ရတဲ့နောက်ပိုင်းနဲ့ချိန်ပြီးတော့အရေးကြဝယ်လို့ရတဲ့စနစ်တွေဒါတွေအစကျွန်တော်အားလုံးဝန်ဆောင်မှုပေးပါတယ်။စိတ်ချယုံကြည်ရတဲ့ရှေ့နေနဲ့ဟိုစုံစမ်းပြီးတော့ ေချာစီစဉ်ဆောင်ရွက်ပေးရပေါ့နော်။ကြေးဟိုကြီးစုနေတဲ့ပြည်သက်တွေလည်းအင်ချန်မီနဲ့ပတ်သက်တာပဲ။အဲရောင်းဝယ်ငှားချင်တာပဲဖြစ်ဖြစ်ခီးသွားနဲ့ပတ်သက်တာပဲလိုအပ်တာပဲဖြစ်ဖြစ်ဒီအဲ့ Neon Food Travel ဒီ page မှာအဲစုံသပ်ပြီးမြန်နိုင်ပါတယ်။ဒါမှမဟုတ်ရင်လည်းဒီကိုတော့ကိုရဲ့အကောင့်မှာလာပြီးတော့စုံသပ်ပြီးမြန်လို့ရပါတယ်။ကျွန်တော်ရဲ့ page မှာလည်းလာပြီးတော့ပြီးမြန်လို့ရပါတယ်။သူရဲ့ဟိုမလွှင့်ရသေးရဲ့ဇလန်တွေအစ်တလေးနှစ်တွဲရှိရပေါ့နော်လွှင့်တော့မလွှင့်သေးဘူးဇလန်တွေလေးလာရင်လည်းအပေးပါအောင်လို့ဟုတ်ကဲ့ဟုတ်